ွေမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာ အခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာ Ampine 200 injection Ampine 200သည်နွားများနှင့်ဝက်များအတွက်အသုံးပြုနိုင်သောပရိဇီဝဆေးတစ်မျိုးဖြစ်ပါသည်ဒီဆေးကိုအခေါ်လေဘက်တီးရီးယားကြောင့်ဖြစ်သောဝမ်းလျှော်ရောဂါနှင့် Pasteurella C ကျောင်းဖြစ်သော နမိုနီးယားအဆုတ်ရောင်ယောဂါများကုသရန်အတွက် အသုံးပြုနိုင်ပါသည်။ဤဆေးသည်အာနိသင်္ချာရှိစွာရှိပြီး အလွန်ဘေးကင်းစိတ်ချရပါသည်။အသုံးမပြုမီဆေးကုသဆရာဝန်နှင့် အရင်တိုင်ပင်ဆွေးနွေးပါ။ဟောပြချက်အမ်ဖိုင်း200အမ်ဖက်စလင်200ဂရမ်မီလီလီတာပရိဇီဝဆေးအရေးအဓိကပါဝင်ပစ္စည်းများအမ်ဖက်စလင်200ဂရမ်မီလီလီတာတင့်တော်သောတရိတ်ဆန်များနွားဝက် အန်ဖာ200 injection ထူးခြားသော အင်္ဂါရက်များကျေပြန့်သောအာနိသင်ကူးစက်ရောဂါပိုးများဥပမာ Ecolipastrellus cipri အားကူးတရာတွင်ထိရောက်မှုရှိသည်ကြာရှည်စွာထိရောက်မှုရှိခြင်းတနည်းလျင်တေးကျင်း3ရက်ဆက်တိုက်တာအသုံးပြုရန်ဘေးကင်းလုံခြုံမှုစီးပွားဖြင့်မွေးမြူထားသောတရိတ်ဆန်များအတွက်တင့်တော်ပြီးညွှန်ကြားချက်အတိုင်းအသုံးပြုပါကဘေးကင်းစိတ်ချရပါသည်ယောဂမျိုးစုံကူးတနိုင် အစာခြေလမ်းကြောင်းယောဂါဦးရောင်ခြင်းနမူနီးယားအဆုတ်ရောင်ယောဂါများကုသနိုင်ပါသည်အသုံးပြုရန်ကြွက်သားအတွင်ထိုးသွင်းရန်အသုံးပြုနည်းဈေးပမာဏနှင့်ထိုးသွင်းနည်းကိုယ်၄ချိန်30ကီလိုဂရမ်လျင်ဈေး1မီလီလီတာအထိတစ်နေ့လျင်တစ်ချိန်3ရက်ဆက်တိုက်အသုံးပြုပါအသုံးမပြုမီကောင်းစွာလှုပ်ပေးပါတတိပြုရန်တရိတ်ဆန်ကြီးများတွင်ဈေး20မီလီလီတာထက် ပို့ထိုးရန်လိုအပ်ပါကနာကျင်မှုလျှော့ချရန်အကျိန်ခွဲ၍ထိုးသွင်းပါအတုံးမပြူရမည့်အခြေအနေများယွန်ဟန်စတာကင်းပီးဝက်ဝန်မြင်းများတွင်အတုံးမပြူရပင်နီစီလင်နှင့်ဓာတ်မတည့်သောတရိတ်ဆန်များတွင်အတုံးမပြူရလူစားသုံးရန်မွေးမြူထားသောနှုတ်ပေးတတဝါများတွင်အတုံးမပြူရဆေးရရန်အချင်းကာလနွားများတွင်ကိုးရက်ကြိုတင်၍ဆေးကိုရထားရမည်ဝက်များတွင်ဆင်ငါရက်ကြိုတင်၍ဆေးကိုရထားရမည် တိမ့်စင်းနေ AB 6တွေ့သောနေရာတွင်တိမ့်စီပါအပူချိန်30ဒီဂရီစင်တီဂရိတ်ထက်မကျော်စေရငွေမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တပိုင်းဝက်ငွေမြူရေးငွေမြူရေးညီကိုများစိုက်နှစ်သက်ပါက Like follow subscribe လေးလောက်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ